အားလုံးပဲမင်္ဂလာပါခင်ဗျာ။ MP သတင်းဌာနရဲ့ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့လည်ခင်းအထိရရှိထားတဲ့ထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်လန်ကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲတန့်ရှင်သောအစိုးရဆိုတဲ့မင်းအောင်လိုင်ရဲ့စကားဘသူကဂျုံကြည်မှလဲဆိုတဲ့သတင်း။ Arrogan စကလုံးတောင်မှန်အောင်ပေါင်းနိုင်တဲ့ဒေါက်တာအင်းမောင်ရခိုင်ဥဆောင်ပါတီဘုတ်တလင်မှာ PDF ကြားဖြတ်တိုက်ခိုက်လို့အထိနာတဲ့စစ်တပ်မြို့ရင်းကိုအသေးအတန်ပြန်ပြေးခဲ့ရတဲ့အကြောင်း လင်းနစ်ကျော်အတွင်းစစ်တပ်စခန်းကျင်းငယ်200နီးပါးကိုတင်ပိုက်နိုင်ခဲ့တဲ့ KNU ဒေါ်နယ်ထရန့်ကတိုင်းအတလန်နက်ကန်တွေကိုဘုံကျဲတော့မယ်ဆိုပြီးစစ်ကူရှင်တွေရဲ့စစ်တပ် lobby တွေဥရောပကောင်းဆောင်တွေကိုအားနည်းရလို့ဝေဖန်လိုက်တဲ့အမေရိကန်သမ္မတအဲ့လို နေလီကန်တီအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်ရင်းပြပသတင်းတွေကိုတင်ဆက်ပေးထားပါရစေ။ တန့်ရှင်တော်ဆိုရဆိုရဲမင်းအောင်လည်းစကားဘသူကယုံကြည်မှလည်းဆိုရဲတဲ့တင်နဲ့စလိုက်ရှင်းပါရဲမနေ့ကဒီဇင်ဘာလ9ရက်အဂရီလိုက်စာမုံတိုက်ဖြတ်ရေးနေ့မှာမင်းအောင်လည်းကဗီဒီယိုမင်းခွန်တစ်ခုပြောခဲ့ပါရဲအဲ့ဒီမှာသူကတန့်ရှင်တဲ့အစိုးရနဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တွေဟာနိုင်ငံအတွက်ဘလောက်အရေးကြီးရယ်ဆိုတာကိုအသာပေးပြောတော့ပါရဲဒါပေမဲ့ဒီလိုကောင်းမွန်တဲ့စကလုံးတွေထွက်လာတိုင်းနိုင်ငံလေးလာသူတွေနဲ့ပြည်သူတွေအကြမ်းမှာ ပြန်ပြီးဝေဖန်တန်တွေထွက်လာတာကတော့မဆန်းပါဘူး ဘာလို့လဲဆိုတော့သူပြောတဲ့စကားနဲ့သူရဲ့လုပ်ရက်တွေကကွာဟနေလို့ပါပဲမင်းအောင်လိုက်ကအာဂဒီလိုက်စားသူဘသူ့ကိုမစိုးကြောတိုင်းကျင်တာမခွဲကြပဲအရေးကြီးမယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့အခုအရေးယူခံနေရတဲ့သူရဲ့အထက်မှာအရင်အစိုးရအဖွဲ့ဝင်တွေနဲ့နိုင်ငံပြိုင်ဘက်တွေကအထူးကဖြစ်နေရကိုတွေ့ရပါတယ်ဒါဟာနိုင်ငံရပြင်းထန်တာအရေးကြီးလားလို့မြင်ကြတာပါ မင်းအောင်လိုင်းနဲ့ပတ်သက်တဲ့စီးပွားရေးသမားတွေဒါမှမဟုတ် စစ်ကော်မရှင်ဖွဲ့ဝင်တွေနဲ့ပတ်သက်တဲ့အဂနိလိုက်စာမှုဆွတ်ဆွေးချက်ကြီးတွေအပေါ်မှာတော့ပွင့်လင်းမြင်သာတဲ့စုံစမ်းစစ်ဆင်မှုတွေထိရောက်တဲ့အရေးယူမှုတွေမရှိဘူးလို့အများကဝေဖန်နေကြပါတယ်။သူ့ဝင်ကုန်းထဲမှာဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်အခြေခံနဲ့ပြည်ထောင်စုတိဆောက်ရေးကိုယဉ်မှန်းတယ်လို့ထိပ်ပြောသွားပါတယ်။ပြီးတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလုပ်ဖို့တိုက်တွန်းထားပါတယ်။ဒါပေမဲ့လက်ရှိမှာပြည်သူတွေရဲ့နိုင်ငံရေးအရလှုပ်ရှားခွင့်တွေ လွလွစွာထုတ်ပေါ်ပြောဆိုခွင့်နဲ့အားလုံးကကန့်သက်ချုပ်ချယ်ခံထားရပါတယ်။တရားစီရင်ရင်းနဲ့တရားဥပဒေစွန့်မိုးရင်းမှာလည်းမျှတမှုမရှိဘူး။နိုင်ငံရေးချက်တွေအတွက်အသုံးပြုနေရလို့ဝေဖန်ခံနေရတွေကများနေပါတယ်။ဒီလိုအခြေအနေမှာတန့်ရှင်းတဲ့အစိုးရဒီမိုကရေစီစတဲ့စကလုံးတွေကိုပြည်သူလူထုကယုံကြည်ဖို့ဆိုတာအလွန်ခက်ခဲလွမ်းနေလို့နိုင်ငံရေးလှစ်လာသူတွေကသုံးသပ်နေကြပါတယ်။ဒုတိယအနေနဲ့အာကန်စကလုံးတောင်မှန်အောင်မပေါင်းနိုင်တဲ့ဒေါက်တာအေးမောင်ရဲ့ ရခိုင်ဥဆောင်ပါတီဆိုတဲ့သတင်းမှာရခိုင်ပြည်နယ်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်အာတွန်ခွန်ဆိုင်မဲဆွင်နေတဲ့ဒေါက်တာအင်းမောင်ဥဆောင်နဲ့ရခိုင်ဥဆောင်ပါတီ AFP ဟာစစ်တွမျိုးမှာဆိုင်းဘုတ်အမားတစ်ခုကြောင့်ဝေဖန်ခံရမှုမြင့်တက်နေပါတယ်။နိုင်ငံပါတီတရားနယ်နဲ့အခြေခံကြားတဲ့အရေးအကြီးဆုံးအချက်ကစနစ်တကျမရှိဘူးလို့မြို့ခံတွေကထောက်ပြနေကြပါတယ်။နွေမာလာ၂၈ရက်နေ့ကပါတီဥက္ကဋ္ဌဒေါက်တာအင်းမောင်ကိုရန်ပါဝင်ပြီးစစ်တွမျိုးရှိလောကနန္ဒဖျားရှင်နဲ့ ဥဒမပန်းကြံရှိတော့မှာပါတီအောင်လိုင်းရဲ့ဆိုင်းဘုတ်တွေစိုက်ထုတ်ခဲ့ပါတယ်။အဲ့ဒီဆိုင်းဘုတ်တွေအတွက်ကအင်္ဂလိပ်လိုရေးသားထားတဲ့ပါတီအမည်ဖြစ်တဲ့ Arkan Front Party မှာအရေးအကြီးဆုံးဖြစ်တဲ့ Arkan ဆိုတဲ့စာလုံးပေါင်းကိုမှားယွင်းစွာရေးသားထားတာကိုမြို့ခံတွေကတွေ့ရှိခဲ့ကြပါတယ်။မြင့်မြင့်တွေ့ရှိသူမြို့ခံတဦးရဲ့ပြောကြားချက်အရ Arkan အစား Arkan လို့အေတလုံးပုံနေအောင်ရေးသားမိခဲ့ပြီးအချက်တကွမဖြစ်အောင်တပ်ပုံမရိုက်မီမှာအဲ့ဒီစာလုံးကို တိတ်အဖြူနဲ့ဖုံးအုပ်ထားရတာကိုတွေ့ရှိခဲ့လို့သိရပါတယ်ဒီဖြစ်ပျက်ကြောင့်မြို့ခံလူလူက AFP ပါတီရဲ့စင်ဝင်ပုံစံနဲ့စနစ်တကျရှိမှုအပေါ်မေးခွန်းထုတ်နေကြပါတယ်လက်ရှိမှာ AFP RMP နဲ့ USDP ပါတီတို့ဟာစစ်တုံးမျိုးမှာမိတ်ဆွေဆွေးနွေးမှုတွေကိုအပြိုင်ဆိုင်လှုပ်ဆောင်နေကြပေမဲ့မြုခန်လူတို့ရဲ့ထောက်ခံအားပေးမှုအားနည်းနေပြီးဒေသခံအများစုကလည်းအတွေ့အကြုံရွက်ကောက်ပွဲကသူတို့အတွက်အကျိုးကျေးဇူးရှိမှာမဟုတ်ဘူးလို့ယူဆနေပါတယ် စစ်တွေမျိုးမှာပါတီသုံးခုလုံးဝကားရယ်ဆိုင်ကယ်ရယ်နဲ့လှည့်ပြီးမဲဆွေတာရက်ွက်တွေမှာလူစုပဲဟောပြောပွဲလုပ်တာစစ်ဆောင်စခန်းတွေကိုတွားရောက်တာတွေအလူရဲလုံနေကြပါတယ် AFP နဲ့ RNP ပါတီတွေကတော့ဆန်တပြေနှစ်ပြေလောက်ထောက်ပံ့တာမျိုးနဲ့ဆင်းရဲအမိသားစုတွေကိုအဓိကဥတီစည်းရုံးနေကြတယ်လို့သိရပါတယ်ဒေါက်တာအေးမှန်ကလည်းဖုန်းကြောင်းတွေကဆရာတော်ကိုငွေ3000နဲ့ဆန်တဲချီလှူပြီးဒုက္ခတွေကိုစည်းရုံးနေရလို့သတင်းထွက်နေပါတယ် ဆက်လက်ပြီးဘူတလင်မှာ PDF ဂျာဖြတ်တိုက်ခိုက်လို့အထိနာရဲစစ်တပ်မျိုးတွင်ကိုအသေးအတန်ပြန်ပြေးခဲ့ရတဲ့တင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းနန်ဘူတလင်မြို့နယ်မှာမနေ့ဒီဇင်ဘာလ9ရက်ကဖြစ်ခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိနာပြီးဒဏ်ရာသူတွေကိုကားနဲ့အသေးအတန်တေဆောင်ကမြို့တွေကိုဆုတ်ခွာသွားခဲ့ရတယ်လို့ဘူတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်ကတင်းထုတ်ပြန်ပါတယ်။တိုက်ပွဲဖြစ်ခဲ့တာကမနေ့စနေနေ့15မိနစ်ခန့်မှာပါ။ ဘုတလင်မြို့တွေကနေတပြေပင်ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား90ဝန်းကျင်ရှိတဲ့စစ်ကွန်မရှင်စစ်ကြောင်းကို PDF ပူပေါင်းတပ်ဖွဲ့တွေကရွာဆက်နားမှာချပြတ်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲဟာ55မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်ကွန်မရှင်တပ်ဘက်ကထိခိုက်မှုတွေများခဲ့လို့ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းကပြောကြားပါတယ်။ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းကစစ်ကြောင်းမှုရဲဘော်ကြွက်ကလေးက MP ကိုပြောကြားမှာထိတွေ့ဖြစ်တဲ့နေရာနဲ့မလန်းမကန်ကပေလန်းမှာကရက်ထားတာပါ။ သူတို့ကဒဏ်ကြတဲ့သူတွေကိုဖမ်းပိုးပြီးပေလန်းပေါ်ကြောင်းမှာအကုန်ကောက်ပေါ်တင်သွားတဲ့သဘောပါအထိကိုက်တွေရောရှိတာကိုမျက်မြန်သက်တွေကပြောပြပါတယ်လို့ဆိုပါတယ်ထိကိုက်တဲ့ဆုံးသူရဲ့အတွက်ကိုတိတိကျကျအတိမပြုတ်နိုင်သေးပေမဲ့ဒဏ်ရတဲ့ဆက်တာတွေကိုကားနဲ့အရေးပေါ်တည်ယူသွားရတယ်ဆိုတဲ့အချက်ကိုမျက်မြင်သက်တွေကအတိပြုတ်နိုင်ခဲ့ရလို့သူကဆက်လက်ပြောကြပါတယ်တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းစစ်ကောင်စီစစ်ကြောင်းဟာဒဏ်ရလူနယ်တွေကိုတင်ဆောင်ပေးဆုတ်ခွာခဲ့ရပါတယ် အဲ့နောက်ညနေပိုင်း6:25မိနစ်လောက်မှာတော့ဘုတလင်မြို့ထဲထိအပိသက်ပြောင်းဝင်သွားခဲ့လို့သိရပါတယ်။လက်ရှိမှာဘုတလင်မြို့ထဲကထွေအုပ်ယုံရှေစကန်အတကာတက်စာတင်ကြောင်းနဲ့အခြားအစိုးရအဆောင်တွေမှာစစ်ကွန်ရှင်တပ်သားတွေအထိုင်ရှားတက်ဆွဲထားစေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ထမှန်တင်ဆက်ပေးမယ့်သတင်းကတော့လင်းနစ်ကျော်တွင်စစ်တပ်စခန်းကျင်းငယ်200နီးပါးကိုတင်ပိုက်နိုင်ခဲ့တဲ့ KNU သတင်းကိုပြောပြပါဦးမယ်။ အနာသိမ့်မီလင်းနစ်ကျော်ကာလအတွင်းဂရယ်မျိုးသားအစီယုံကန်နေရသူ့ရဲ့မဟာမိတ်တွေဟာစစ်ရေးရာအောင်မြင်မှုနဲ့အများကြီးကြားယူနိုင်ခဲ့ပြီလို့ဂရယ်ငင်းချင်းရဲ့အထောက်ကူပြုကွင်ရဲ့ KPSN ကဒီဇင်ဘာလ9ရက်နေ့မှာအစီရင်ခံစာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ KNU ကမဟာမိတ်တွေဟာသူတို့ထိန်းချုပ်နေမည်ဖြစ်တဲ့ KN9 ခုအတွင်းမှာရှိတဲ့စေအုပ်စုရဲ့အခြေစိုက်စခန်းပေါင်း193ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါပြီ။အဲ့ဒီအထက် 193ခုအထက်မှာထိုင်းနဲ့မြန်မာနေဆက်မှာရှိတဲ့စခန်း55ခုလည်းပါဝင်နေပါတယ်။အစီရင်ခံစာထဲမှာပို့ပြီးအရေးပါတဲ့အချက်ကတော့ KNL နဲ့မဟာမိတ်တွေဟာထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့တန်လွန်မြင့်နေဆက်တစ်လျှောက်လုံးကိုလက်ရှိမှာထိ ंछ ုပ်ထားနိုင်ပြီလို့ဖော်ပြထားတာပါပဲ။ဒါအပြင် PKN နဲ့အတွင်းမှာမြောက်ရီမြို့ရဲ့မြောက်ဖက်ရောတောင်ဖက်မှာရှိတဲ့ဖအန်နဲ့ဒူပလာယာခရိုင်နယ်မြေတွေကတောင်ရဲမြင့်နေဆက်တစ်လျှောက်လုံးကိုလည်းတင်ပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ မဟာပြူဟာရအရှိပါတဲ့နေရာတွေကိုတိမ့်ပိုက်နိုင်ခဲ့တာတွေလည်းရှိပါတယ်။ဥမာတဝဲကိုဥတီရဲ့အဓိကနေဆက်ဖြတ်ကျော်ဂိတ်ဖြစ်တဲ့ TK scan ကို2025ခုနှစ်ဧပြီလမှာတိမ့်ပိုက်နိုင်ခဲ့လို့အစီရင်ခံစာကအတိအကျဖော်ပြပါတယ်။နောက်တစ်ခုကတော့ KNU ဘိတ်တဝဲခံရဌာနချုပ်ဟောင်းဖြစ်ခဲ့တဲ့မော်တောင်စခန်းကိုလည်းဒီနေ့နိုဝင်ဘာလရဲ့မှာပြန်လည်ရှားယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဒီလိုစခန်းသိမ်းတိုက်ပွဲကြောင့်အစိုးရကလေကြောင်းနဲ့လက်နက်ကြီးတွေနဲ့ပြင်းပြင်းထန်ထန် ပြန်လည်ပြစ်ခတ်ခဲ့တဲ့တံကိုလည်းဒေသခံတွေခံစားခဲ့ရပါတယ်။စေအိုစုရဲ့တပ်ခန့်မှုတွေကြောင့်အဲ့ဒီခံခုနှစ်ခုအတွင်းမှာကြောင်စေးယုံဖုံးကြီးကြောင်နေရပါဝင်အဆောက်အုံပေါင်း200ကျော်ထိခိုက်ပျက်စီခဲ့လို့ KPSN ကဆိုပါတယ်။ဒီလိုလက်နိုင်ကျင်တဲ့လေကြောင်းတပ်ခန့်မှုတွေကြောင့်2024ခုနှစ်စတေမာလာနောက်ပိုင်းမှာစစ်ဘေးရှောင်ဥယျဟာစစ်လေယာခံတုံးတိုးတက်လာခဲ့ပြီးမြန်မာတနင်္ဂနွေလုံးမှာစစ်ဘေးရှောင်တိုးတက်မှ2တန်းကျော်အထိရှိလာပြီလို့ အစီရင်ခံစာမှာအချက်အလက်တွေနဲ့ဖော်ပြထားပါတယ်။ပြည်တွင်းနဲ့နောက်ဆုံးသတင်းအနေနဲ့ Donald Trump ကတိုင်းရင်းသားလက်နက်ကိုင်တွေကိုပုံကျဲတော့မယ်ဆိုပြီးစိတ်ကူးရင်တွေကစစ်တပ်လော်ဘီရဲ့အကြောင်းမှာအနာဒဲချမ်ဘာစစ်တပ်ကိုထောက်ခံသူတွေဟာ Telegram Channel တွေပေါ်မှာကမ္ဘာနိုင်ငံရဲ့အဆက်ဆက်ပြတ်တဲ့ရည်စရာကောင်းတဲ့အစ်စ်ရဲမဟာဗျူဟာအိမ်မက်တစ်ခုကိုရေတာဖြန့်ဝင်နေကြပါတယ်။အဲ့ဒီစစ်ကူးရင်မုံကတော့ American သမ္မတ Donald Trump ကမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုမွေးရစီဝါထုတ်လုပ်မှုနဲ့ဆွဆွဲပြီး လာရောက်ဘုံကျဲတိုက်ခိုက်တော့မယ်ဆိုရယ်ယုံကြည်ချက်ပါပဲအဆိုပါစစ်တပ်လူလားသူလော်ဘီရဲ့ရေတာချက်ကမြန်မာတပ်မတော်နဲ့အစိုးရဟာမူရစီဝါကိစ္စနဲ့လုံအောင်ကင်းရှင်းတယ်လို့အခိုင်အမာကာကွယ်ထားပြီး AA KA TNL UWSA NDA စတဲ့တိုင်းရင်းသားအဖွဲ့တွေကဒါမူရစီဝါထုတ်လုံးမှုမှာအဓိကပါဝင်နေတယ်လို့ဆွဆွဲထားပါတယ်။ဒါကြောင့်မြန်မာအစိုးရဟာတရုတ်အစိုးရနဲ့ပူးပေါင်းပြီးဒီအဖွဲ့တွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ရှင်မုံပစ်ဖို့လိုအပ်တယ်လို့အကြံပြုထားပါတယ်။ လက်တွေ့မြေပြင်မှာမွေးရဆိုတာထောလုံးမှုအကြောင်းဝင်မှုတွေဘလို့ပြန့်နှံ့နေလဲဆိုတာကိုတော့လော်ဘီတွေကလီလီကိုရှုထားပုံကြပါတယ်ဒီအိမ်မက်ရဲ့အထွက်ထိတ်ကတော့ကမ္ဘာပထဝီနိုင်ငံရေးကို ထစ်သွင်းသုံးသပ်ပြီးချင်းချောက်ဟိုင်ခြေသားချက်ပါပဲအမေရိကန်က USA MNDA NDA KA A တို့ရဲ့ Siskan တို့ကိုပုံကျင့်မယ်ဆိုတဲ့စကားကရည်စရာဟာတာမဟုတ်ဘူးမကြခင်မှာတကယ်ဖြစ်လာနိုင်တယ်လို့စစ်တပ်လော်ဘီတွေကခြေသားထားပါတယ် နိုင်ငံလေးလာတုံးသက်သူတွေကတော့ဒီလိုရစ်သားကြဟာမြန်မာစစ်တပ်ရဲ့နိုင်ငံရဲ့အမြင်ဘလောက်အဆက်ဆက်ပြက်နေလဲဆိုတာကိုပြသနေရလို့ဝေဖန်ကြပါတယ်။လက်ရှိနိုင်ငံတကာတိုင်ဝမ်ဟာဆက်အနာတိမ်မုံကိုချုံချထားပြီးမြန်မာစစ်တပ်အပေါ်ဖိအားတွေပေးနေချိန်မှာအမေရိကန်သမ္မတတူကစစ်တပ်ကိုကစ်တင်မှုအတွက်လာရောက်ဘုံကျဲတိုက်ခိုက်ပေးမယ်ဆိုတဲ့မျှော်လင့်ချက်ဟာနိုင်ငံရဲ့အမြင်လုံးဝမရှိတဲ့စစ်ကူရင်ဆက်လန်တပုတ်တာဖြစ်တယ်လို့မှတ်ချက်ပြုကြပါတယ်။ နောက်ဆုံးပြပသတင်းတပုတ်အနေနဲ့ဥရောပကောင်းဆောင်တွေကိုအားနည်းရလို့ဝေဖန်လိုက်တဲ့အမေရိကန်သမ္မတအကြောင်းပြောပြရင်းနေလကင်သတင်းတင်ဆက်မှုကိုဒီမာတင်ချန်လာလိုက်ပြစေအမေရိကန်သမ္မတနိုနယ်ထရန့်ကဥရောပကောင်းဆောင်တွေကိုပြင်မှတ်ထားပြီးပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်သူကဥရောပနိုင်ငံတွေဟာအားနည်းနေရလို့ဆွေဆွေယုံတာမကယူကရိန်းကိုအမေရိကန်ကပေးနေတဲ့ထောက်ပံ့ပူညီမှုတွေကိုပါချော်ချပြစ်နိုင်တယ်လို့အရေးအမို့ပြောကြားလိုက်တာပါ Political သတင်းဌာနနဲ့အင်တာဗျူးမှာထရန့်က ဥရောပနိုင်ငံတွေကိုယိုယွင်းနေတဲ့နိုင်ငံတွေလို့ပြောခဲ့ပါတယ်။သူတို့ဟာရွှေ့ပြောင်းဝင်ရောက်မှုကိုမထိန်းချုပ်နိုင်ဘူး။ရုရှားယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အတွက်လည်းပြတ်သားတဲ့ဆောင်ရွက်ချက်တွေမလုပ်ဘူးလို့ထရန့်ကဆွတ်ဆွဲပါတယ်။အဲ့ဒီအပြင်ဥရောပရဲ့ယူကရိန်းကိုသူတို့လုံးဝမကြဆုံမရှင်တိုက်ခိုက်နေဖို့ခွင့်ပြုထားတယ်လို့တောင်းပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။ထရန့်ရဲ့စကားတွေအပေါ်မှာပရိတင်နိုင်ငံသားဝင်ကြီးအီဗတ်ကူဘာကချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ဥရောပမှာကျွန်မမြင်တာက ခွန်အားသာဖြစ်တယ်။သူတို့ကကွေးမှာယင်းနှင်းမြုံနယ်နေရဲ့ယူကရိန်းကိုလည်းငွေကြေးထောက်ပံ့နေရလို့ထရန့်ကိုတံပြန်ပြောဆိုခဲ့ပါတယ်။သူကညင်ချင်ရဲ့အတွက်လှုပ်ဆောင်နေသူသမ္မတနှစ်ဦးထရန့်နဲ့ဇယ်လန်စကီရှိနေပေမဲ့သမ္မတပူတင်ကသာ drone တွေဒုံးကျည်ရင်းနဲ့တိုက်ခိုက်ပြီးပဋိပက္ခကိုပိုပြီးတင်းမအောင်လုပ်နေရလို့အပြစ်တင်ခဲ့ပါတယ်။ Trian Dewaban ချက်တွေဟာဥရောပကောင်းဆောင်တွေယူကရိန်းစစ်ပွဲရပ်တန့်ရဲ့အတွက်လန်နမှာစုဝဲဆွင်းတဲ့အပေတရအကြမှာထွက်ပေါ်လာတာဖြစ်လို့ပူပီးအာယုံစိုက်ခံရရပါတယ် MP ရဲ့အနည်းလေးကင်းထိရရှိထားတဲ့ထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးကြရပါ MP ကနေ့စဉ်ကြားမလတ်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook YouTube TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် MP ရဲ့တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမောရည်လည်းပြေကြပါစေခင်ဗျာ